အားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ ကျွန်တော်တို့ Super Sunday ရဲ့ဒါ Premier League ရဲ့အကောင်းဆုံးပွဲအဖြစ်ဒါ Chelsea တင်းနဲ့ Arsenal တို့ရဲ့ပွဲပေါ့လေ London Derby ပွဲကိုကံမဲ့ချိန်မှာလက်ရှိမှာ Premier League အဆင့်တင်းနဲ့နှစ်နှစ်သင်းလုံးဥရောပထိပ်တန်းကလပ်တွေကိုအနိုင်ယူထားပြီးတော့ Wycliffe Caicedo နဲ့ Dunglan Rice တို့ရဲ့အပြိုင်ပွဲဖြစ်ပြည်သက်တော်များများစောင့်ကြည့်ကြမဲ့ပွဲဖြစ်တယ် မနေ့ကတောက်ကြနေတုန်းက press conference လုပ်တာပေါ့လေ press conference မှာဘယ်သူတွေပါနိုင်မယ်ဘယ်သူတွေ injury ဖြစ်နေလဲဆိုတာကိုအတည်ပြုတဲ့အချိန်မှာ Chelsea သင်္ဒီပြ Anzo Maresca ကကာလာရှိချဒီယာဒီမှာတောက်လျှောက်နားနေတဲ့ Copa မှာပြန်ပါနိုင်မယ့်အကြောင်းအတည်ပြုသွားတယ် Copa မှာကဒီနေ့ရာသီ Chelsea သင်းရဲ့ပွဲစဉ်နှစ် West Ham နဲ့ပွဲမှာစပြီးတော့ပေါင်ချန်တန်ရာတရရှိတယ်။အိုက်ကနေမှအိုက်တန်ရာကိုဘယ်လိုပြောမလဲ recover ဖြစ်ဖို့ကြိုးစားရင်းမဲ့ဂျားတဲ့က Champions League ဘောတပွဲကစားတယ်ပြီးတော့ Manchester United နဲ့ပွဲမှာပြန်ဖြစ်ပြီးတော့ဂျားတဲ့မှာ6ရောက်တန်းရလို့နားနေခဲ့တာလက်ရှိချိန်ထိဖြစ်တယ်ဆိုတော့အခု December ကိုမရောက်သေးဘူးလေ November လကုန်ထိကိုခူဖာမတော်တော်များများ Chelsea ကခူဖာမမပါဘဲနဲ့စုစုပေါင်း12ပွဲထိကစားခဲ့ရပြီးတော့အဲ့မှာ9ပွဲထိဒီ9ပွဲရတယ်ဆိုတော့အခုခူဖာမပြန်ပြီးတော့ကောင်းလာပြီးတော့ဘာဆိုနာနဲ့ပွဲအတွက်တောင်ရည်ဝေခဲ့ပေမဲ့ risk မယူခြင်းနဲ့တော့ အန်ဆိုမာရစ်ကာကဒီပွဲကိုပဲအဓိကအားပြင်ခဲ့တယ်ဆို Sky Sport မှာဖော်ပြတဲ့သူဒီ press conference ရဲ့ interview မှာအန်ဆိုမာရစ်ကာရဲ့အဆိုအရကိုဖာမာဒီပွဲမှာပွဲထွက်ခွင့်တောင်ရနိုင်မဲ့အခြေအနေရှိကြောင်းကိုအတည်ပြုသွားတယ်ဆို Chelsea တိုက်စစ်ကကိုဖာမာပြန်လာပြီဆိုရင် Rich Jane ကသူ့ရဲ့ပုံမှန် ဒါဘယ်လိုပြောမလဲ right back position ပြန်ကစားလို့ရပြီးတော့ဒါ Anzu Mars Anzu Mars ကအသင်းမှာ Anzu Fernandez နဲ့ Moises Caicedo ကဘယ်လိုပြောမလဲအရင်လိုပုံစံကွင်းလေပြန်ရောက်သွားနိုင်တယ်ဆိုတော့ဒါဒီတိုက်စစ်က Joao Petro ပဲပဲချမ်းက Garnacho Estevez ဒါမှမဟုတ်ရှင်ရင်တစ်ဖက်ကဘယ်လိုပြောမလဲဒီ Neto တို့နဲ့ထွက်နိုင်တယ်ဆိုတော့ Chelsea ရဲ့တံရပြသနာက completely free ဖြစ်သွားတဲ့အချိန်မှာ Arsenal ဘက်မှာ Leandro Trossard တံရဟာ ဆိုဆိုဝါဝါဘာမှမရှိဘူးအပေါ်ယံဒဏ်ရာသာရရှိခဲ့အကြောင်းအထက်ထားကအတီးပြုတ်တယ်ဆိုဘိုင်မြူးနစ်ရဲ့ပွဲကပထမပိုင်းမှာသူကိုနော်နီမာတွေ့ခြင်းနဲ့လူစားလဲတယ်ဆိုအာဆန်ပိသက်တွေစိုးရင်ခဲ့တာမှန်ပေမဲ့တကယ်တမ်းဒီဒဏ်ရာဟာဆိုဆိုဝါဝါမရှိဘူးလို့အတီးပြုတ်တဲ့အတွက်ဒီပွဲကိုလီယန်ဒါလီယန်ဒရိုထရော့ဆောပြန်ပါမယ်ဆိုပြီးတော့ ဒါမင်းခဲအထီတာကအတီးပြတဲ့အတွက်ထော်စောလဲဒီပွဲကိုပြန်ပါမယ်နောက်တစ်ခုကဒန်ယာကြောင့်နားနေတဲ့ Victor Yokres နဲ့နောက်တစ်ဖက်က Kai Havertz တို့နှစ်ယောက်လဲဒီပွဲအတွက်အသင့်ဖြစ်ပြီးပါဝင်ကစားမယ်လို့ဆိုတယ်ဆို Havertz နဲ့ Yokres ကပွဲထွက်ခွင့်ရဖို့ထက် squad ထဲမှာတေချာပေါက်ပါလာမယ်ဆိုတဲ့အကြောင်းအတီးပြတဲ့အတွက်ကြောင့် Yokres ရော Havertz ရော လီယန်ဒူထရော့ဆော်ရ3ယောက်စလုံးအာစနယ်သင်းရဲ့ squad ထဲကိုပြန်ပါလာဖို့ရှိတယ်။ဆိုတော့ဒီနေရာမှာယူကရက်စ်နဲ့ဟာဗတ်ထက်စာရင်တကယ်လို့ physical ဘိုင်းကိုအားကိုးရမယ်ဆိုရင် အာစနယ်ကတေးကြတယ်။မီကယ်မိုရီနိုကိုပွဲထွက်ခွင့်ပေးပြီးဟူကစားမနှစ်ယောက်ကအရန်ဖြစ်ဖို့တေးကြတယ်။နောက်တစ်ခုကဒီလီယန်ဒူထရော့ဆော် injury အရင်မပြင်းဘူး။တာမန်လောက်ပဲဖြစ်တယ်ဆိုရင်တေးကြတယ်။ထရော့ဆော်ကိုအစပွဲဆွတ်ခွင့်သုံးပါပဲ။လီယန်ဒူထရော့ဆော် အဘရီချီအဇေးပုံမှန်တိုင်းသုံးဖို့များပြီးတော့မာတင်အိုတီကလည်းအရန်ပဲဖြစ်မယ်ဆိုတော့ဒါအခုလောလောဆယ်မှာဒါဒီမနေ့က29နှစ်လုံးကအာဆင်ကမန်ချက်စတာယူနိုက်တက်နဲ့တကားပိတ်ခြေစမ်းပွဲကစားတဲ့အခါမှာဒဏ်ရာရနေတဲ့ကဂါဘရီဂျီဆူးလိုပါတို့အိုက်ပွဲမှာဝင်ကစားသွားခဲ့တယ်ဆိုပြီးအာတီတာကအတီးပြုတ်ထားတယ်ဆိုတော့အခုလက်ရှိမှာအာဆင်ရဲ့ဒဏ်ရာပြဿနာထဲမှာကျွန်တော်တို့ ဟိုကာဘရီယယ်တယောက်လောက်ပဲစောင့်ရတော့မယ်သဘောဖြစ်ပြီးတော့ဂျေဆူးလဲစပြီးတော့အသေးစားဒန်ယာကဒီ ACL ကလည်းပြန်ကောင်းလာပြီးတော့ဒီချေဆန်းပွဲတကားပိတ်ပွဲတော်ဝင်ကန်ခဲ့တယ်ဆိုပြီးပေါ်ပြထားတဲ့အတွက်ကြောင့်ဒန်ယာတွေဖြည်းဖြည်းနဲ့ပြန်ကောင်းလာတဲ့အခြေအနေရှိတယ်ဆိုတော့ကိုဖာမာပါမယ်ပွဲထွက်ခွင့်အောင်ပါလိမ့်မယ်လို့အန်ဆိုဖတ်က အတီးပြူထားပြီးတော့တစ်ဖက်က Kai Harvard Vitiocres နဲ့နောက်တစ်ဖက်က Leandro Trossard တို့အားလုံးလဲကြံ့ခိုင်မှုပြေဝါပြီးတော့ Arsenal squad ထဲမှာပါဝင်နေဆိုပြီးတော့ဒါ Arteta ကအတီးပြူပြီးတော့ Gabriel ကတော့ဒီပွဲကိုဆက်ပြီးလွဲချော်ဦးမှာပါအားလုံးကျေးဇူးတင်ပါတယ်